ားလုံးမင်္ဂလာပါဆိုတဲ့ကချန်နယ်နေကြိုဆိုလိုက်ပါရယ်ဒီနေ့မှာပဲတို့ဒါကဥရောပဈေးကွက်အတွက်သူရဲ့ visa comeback crossover တစ်စီးကိုမိတ်ဆက်ပေးလိုက်ပြီဒီ visa comeback crossover မိတ်ဆက်ပေးမယ့်အကြောင်းကိုလည်းကျွန်တော်ဟိုတနေ့ရဗီဒီယိုလေးနဲ့တော့ပြောထားပြီးပေါ့နော်သူရဲ့ data နဲ့အရင်အဲ concept video နဲ့ဘာတွေကွာလဲအဲ concept ရုပ်ထွက်နဲ့တကယ်ထွက်လာမယ့်ရုပ်တဲ့ဘယ်လိုကွာလဲဆိုတာကိုကျွန်တော်ပြောပြပေးပြီးပေါ့နော်တော်တော်လေးတော့အဲဒီ concept model ကအချိုးအကွေတော်တော်များများလို့ယူယူလာခဲ့တယ်ပေါ့နော် ဒီနေ့ထွက်လာတဲ့ Visa Combat Crossover က Visa Series ရဲ့အဲ EV တကြီးဆိုပေမဲ့သူက Visa နာမည်နဲ့တော့ပေးမထားဘူးဒီကားက Visa 4H ရဲ့အောက်မှာရှိပဲပေါ့နော်အဲတော့ဒီကားရဲ့နာမည်ကအရင်ထိုးတာမှာရှိပြီးသား CHR ဆိုတဲ့နာမည်ကိုပေးထားရဲ့ CHR Plus ဆိုပြီးတော့နာမည်ပေးထားတယ်အဲတော့ဒီ CHR Plus ကရုပ်ထွက်ပိုင်းတွေဘယ်လိုနေမလဲအတွင်းငန်းရောဘယ်လိုနေမလဲ Now Certification တွေဘယ်လိုရှိမလဲဆိုတာတရားဝတ်တဲ့ကျွန်တော်တို့တစ်ချက်လောက်လေ့လာကြည့်အောင်ပါ မိတ်ဆွေတို့အနေနဲ့ကားတွေကိုသဘောကြရဲနိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားကြပါကျွန်တော်ရဲ့ channel လေးကနိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေနဲ့ကားတွေရဲ့အကြောင်းတွေကိုဖော်ပြပေးနေတဲ့ channel လေးလည်းဖြစ်ပါတယ် Toyota Sierra Plus ပေါ့နော်ဒါသူ့ရဲ့ရှေ့ဘက်ရုပ်ထွက်အရှေ့ဘက်ရုပ်ထွက်မှာဆိုကျွန်တော်တို့ဒီ Visa Series ရဲ့အဟက်လမ်နေပုံစံမျိုးကိုမြင်ရတယ်ပေါ့နော်ဒီမှာ data running light ကဒီ angle လေးချိုးထားတာရှိတယ် ဒီဘက်မှာလည်းအဲ့တိုင်းပဲဗောနော်သူ angle ကိုချိုးထားတာရှိရတာက visa series တွေမှာမြင်မြင်ဘူးမြင်ခဲ့ပြီးသားဗောနော် flap နေရတဲ့ဒီ off pad မှာထည့်ပေးထားတယ်နောက်ဒီမှာကျွန်တော်တို့အများသောအားဖြင့် black essence တွေကိုသုံးပေးထားတယ်ဗောနော်နှစ်ယောက် essence တွေကတော့အပြည့်ပဲဒီ off pad မှာတော့သူကဒီ lower lower gray နဲ့လေဝင်ပေါက်တွေကိုမြင်ရတယ်သူရဲ့ bugging sensor ကြီးတွေကတော့အကြီးတွေပဲဗျာအပေါ်ဘက်မှာတော့ဒီမှာ bugging sensor ရှိရဲ့ဒီဒီမှာတော့ကျွန်တော်တို့ vampire gray ပါမှာ အဂရီမတွေ့ရဘူးနော်အပေါ်မှာဂရီမတွေ့ရဘူးသူရဲ့ visa series တိုင်းပဲမြင်ရတယ်ဗောနော်ဒီမှာဆိုရင်ကျွန်တော်တို့ data ရဲ့ logo တွေ့ရမယ်ဒီမှာဆိုရင်ကျွန်တော်တို့ body line ဗောနော်ဒီ bonnet form ပေါ်မှာ body line တစ်ခုတွေ့ရမယ် ap line ကနေစဉ်းစားရဲ body line တဲ့အကြောင်းကဒီမီလုံးကိုတိုင်ရိုက်ဝင်ချသွားတယ်ဗောနော်ဒီကနေတစ်ဆက်တည်းအောက်ကိုစဉ်းသွားတဲ့ဟာမျိုးဒီဇိုင်းမျိုးကျွန်တော်တို့မမြင်ရဘူးတခြားကားတွေမှာဆိုရင်တော့ဒီလိုတစ်ဆက်တည်းစဉ်းသွားတဲ့ line မျိုးမြင်ရတယ်ဗောနော် ဒီမှာတော့ကျွန်တော်တို့တဆက်တည်းဆင်းသွားတဲ့ line မျိုးမမြင်အောင်ဒီထဲကိုပဲဝင်သွားတဲ့ဟာမျိုးမြင်ရတယ်။ဒီကားကကျွန်တော်တို့ဒူတုံးကာလာဖြစ်ပေါ်မြင်ရပါတော့ဒီကောင်ကလည်း AP လာတွေကအနေအောင်နေ။အဲ့တော့ဒီကားက gray နဲ့နည်းနည်းမီခိုးဘက်ကိုနည်းနည်းသွားထားရတဲ့ကျွန်တော်တို့သေသေးချာဘာမှမသေးကြသေးဘူးနော်။ဘေးဘက်ကမြင်တော့ပိုတည်တာမယ်။ဒီမှာကျွန်တော်တို့ဒီကင်မရာကြီးတော့အကြီးပြီးမြင်ရတယ်။အောက်ကဘန်ပါပါညာဒီဇိုင်းကလည်းအရင်ကြီးတော့ထူးထူးခြားခြားမဟုတ်ဘူး Toyota ဆိုရဲအတွက်သူ့ရဲ့ရိုးရိုးရှင်းရှင်းနဲ့ ပုံစံမျိုးပဲသူဖန်တီးပေးထားရယ်ပေါ့နော်ဒါကတော့သူရဲ့ behavior side profile ပေါ့နော် side profile ကကျွန်တော်တို့အရင်တစ်ခေါက်ကလည်းပြောပြပြောပြောဘူးယူပေါ့နော်ပြောဘူးယူဆိုတာအရင်သူရဲ့ concept model နဲ့ကျွန်တော်တို့ data video နဲ့ထွက်လာတော့ကပြောထားပဲပြောထားခဲ့ဘူးဤတာပေါ့နော်သူရဲ့ဒီ concept model ကပါလာတဲ့ဒီ body line ကြီးတွေကိုသူရအောင်ယူခဲ့တယ်ပေါ့နော်ရအောင်လုံးဝယူခဲ့တယ်ဒါပေမဲ့ concept model တော့အရင်ကြီးချင်းနေရှာရှာကြီးတွေမဟုတ်တော့ဘူးဒီဘက်ကကြည့်လိုက်ရင်လုံးဝကိုဒီကောင်က အာဒါကတည်ကြတယ်တို့ဂျူရယ်တုံးနေပေါ့နော်ဒူတုံးကာလာနဲ့မြင်ရမယ်အပေါ်ဘက်ကအမိုးလိုင်းတက်လျှောက်တက်လျှောက်လုံးကကျွန်တော်တို့အမဲရောင်လေးနဲ့တွေ့ရမယ်ဒီမှာလည်းအဒီပေလာတွေအကုန်လုံးကလည်းအနေရောင်အဆမ်းတွေပဲတုံးပေးထားတယ်ပေါ့နော်အဒီမှာတကာလက်ကင်ကလည်း CHR ရဲ့တကာလက်ကင်ကိုယူခဲ့တယ်ဒါပေမဲ့အဲ profile ကတော့ဒီသူ့ရဲ့ site profile က CHR ထက်တော့နည်းနည်းလေးကြီးတယ်အဲ့တော့ဈေးရှာကြီးတော့မဟုတ်ဘူးဈေးရှာဆက်စစ်ကြီးတော့မဟုတ်ဘူးအဒီကောင်ကဒီဈေးရှာဆိုပေမဲ့ ဒီ gas internal combustion engine ပေါ်မှာအခြေခံစောက်ထားမှုပဲ ਨੇ visa series ရဲ့ etng ကပေါ်ဖောင်းပေါ်မှာပဲစောက်ပေးသွားတာပေါ့နော်ရောက်ကအောက်ဖက် bumper တွေအကုန်လုံးဟာလေသူကအနှက်ရောင်တွေသုံးပေးထားတဲ့အနှက်ရောင်အဆန်တော်တော်များများကိုသုံးပေးထားတယ်ပေါ့နော်နောက်ဖက်ဒီဒီမှာဆိုလဲကျွန်တော်တို့အဲ spoiler ပုံစံမျိုးမြင်ရတယ်ပေါ့နော် spoiler ပုံစံမျိုးမြင်ရတယ်ဒီမီလုံးလုတ်ပေးထားတဲ့ design ကလည်းကျွန်တော်တို့ဒီ concept art တော့မြင်ခဲ့ရတဲ့ design မျိုးပေါ့နော် design လုံးဝဆက်ဆံပဲလုပ်ထားတယ်။အဲဒီကနေဆင်းသွားတယ်ဒီမှာတောင်ကျိုးတစ်ခုရှိမယ်ဒီအောက်ကိုလည်းဒီလိုဆင်းသွားပဲမယ်ဒီကောင်ကနည်းနည်းလေးပိုလုံသွားတယ်ပေါ့နော်ဒီသူ့ရဲ့ concept art တော့ပုံစံထက်နည်းနည်းလေးပိုလုံသွားတယ်ကျွန်တော်ဟိုအရင်တစ်ခါကဒီ digital video ထွက်ထားတော့ခဲ့တိုင်းပြောပြောထားခဲ့ပို့ပြီးသားပေါ့နော် ဘိန်းနေရတော့ကျွန်တော်တို့16 16ကနေ20ဝန်းကျင်ဘိန်းနေပဲဖြစ်ပေါ်များတယ်ဘိန်းရဲ့ဒီဇိုင်းလေးကလည်းမစိုးဘောနော် laser တွေမှာမြင်ရတဲ့ဘိန်းပုံစံမျိုးမြင်ရတယ်အဲဘေးဘက်မှာကျွန်တော်တို့ packet sensor တစ်ခုလည်းတွေ့ရတယ်ဘောဒီကောင်က blind spot monitor ဘာညာလဲပါမှာဖြစ်ပေတဲ့အတွက်ဒီဘေးဘက်မှာတော့ packet sensor တစ်ခုထပ်ပြီးတော့မြင်ရတယ်အဲတော့ဘေးဘက် side profile ကကျွန်တော်တို့အဲ AR ကိုသွားမှတ်ရတယ်ဆိုတော့ရှေးရှာထက်ကျွန်တော်ကတော့ RD RS ပေါ့နော် RS ရဲ့ site profile ကိုပို့ပြီးတော့အမှတ်ရစေတယ်ဗောနော်ဈေးရှာနဲ့အရင်ကြီးတော့မတူဈေးရှာပို့ပြီးတူတယ်လို့ခံစားရတယ်ဗောနော်ဒီကောရဲ့ဟာက free page တွေပါညာလဲဒီဈေးရှာထဲနည်းနည်းလေးကြီးတဲ့ထဲမှာပါတယ် Avisa 4H ထဲနည်းနည်းလေးသေးမယ်ဗောနော်အဲ့တော့နောက်ဖက် design ကိုတစ်ချက်လောက်လေ့လာကြည့်အောင်ဒါနောက်ဖက်ကိုမြင်ရတဲ့ profile ဗောနော်ဘေး design တိုက်မြင်ရတဲ့ပုံပုံအဲ့တော့သူရဲ့ဒီမီလုံးကမီလုံးနဲ့ဒီ ့ offset နဲ့ကြားထဲမှာကျွန်တော်တို့ line တစ်ခုပေါ့နော် fisher တစ်ခုထည့်ပေးထားတယ်။အဲ့ fisher ကလည်းကျွန်တော်တို့လုံးဝတောင်ကျိုးတွေကြာကြာကိုဖန်ပြီးပေးထားတဲ့အတွက်တော်တော်ကြီးကိုအဆင်ပြေတယ်၊မိုက်တယ်လို့ပြောလို့ရတယ်။ဒီမှာကအပေါ်ဘက်မှာလည်းကျွန်တော်တို့ spoiler တစ်ခုပေါ့နော် spoiler ဒီလိုတစ်ခုမြင်ရတယ်။နောက်ကကြည့်ရယ်ခုနက base profile တော့အဲ့လိုကြီးထင်ရှားတဲ့ spoiler တော့မဟုတ်ဘူး။အဲဒီမှာကျွန်တော်တို့ခုနပြောသွားတဲ့ spoiler ကြီးညာပါတော့ဒီမှာကျွန်တော်တို့ day break break မြင်ရတယ်ဒီမှာဆို break LED tail lamp တွေအကုန်လုံးက ဒီထဲလက်မီတစ်ခုလောက်ကလည်း LED ကိုသုံးပေးထားရပေါ့နော်လုံအောင်ကိုနောက်ဖက် profile ကြီးကတော့လေးတောင်ဆန်ဆန်ကြီးနဲ့ပိုမိုက်တယ်ပေါ့နော်အရင် CS ရပုံစံမျိုးနဲ့တော့လုံအောင်မတူ CS plus လို့ပြောထားပဲပေါ့နော်အဲဒီမှာဆိုရင်ကျွန်တော်တို့တောင်ကျိုးကြကြ profile နေပေါ့နော်တောင်ကျိုးကြကြ line နေ body line နေကတော့တော်တော်ကြီးကိုကားရဲ့နောက်ဖက် profile ပို့ပြီးတော့ကြွားရွားစီရလို့ခံစားရတယ် အဲဒီမှာဆိုကျွန်တော်ဘတ်ကင်ဆန်စာတွေတွေ့ရမယ်အောက်ဘက်ဘန်ပါတစ်ခုလုံးကအမဲအောင်တော့ပေးထားတယ်ပြီးရင်တော့ဒီမှာဆိုရင်တော့ကျွန်တော် Chrome အဆက်လေးမြင်ရတယ်ပေါ့နော်ဒီကောင်ကအဲ EV ဆိုတော့ကျွန်တော် Aesop ဘာညာတော့မြင်ရမှာမဟုတ်ဒါပေမဲ့အောက်ဘက်ဒီဘက် profile ကြီးကဒီအောက်ဘက်ဘန်ပါကကျွန်တော် diffuser ပုံစံမျိုးကြီးဖန်ဖန်ပြီးပေးထားတယ်ပေါ့နော်အဲဒီမှာ all wheel drive မြင်ရတဲ့ဒီကောင်ကတည်ကြရဲ့အဲပါလာမလဲဆိုတော့ Jura Motor all wheel drive version တစ်ခုတော့ပါမှာတည်ကြရဲ့ ဲ့တော့နောက်ကနေတက်တက်မြင်ရတဲ့ဟာကဘယ်လိုထူခြားမလဲပေါ့နော်ထူခြားမှုရှိလားပေါ့ဒါကတော့နောက်ဘက်ကတက်တက်မြင်ရတဲ့ profile ပေါ့နော်ခုနပြောသွားလို့ပေါ့နော်အဲနောက်ဘက်မှာမြင်ရတဲ့ပုံစံကတော့၄000ဆက်ဆက်ကြီးမြင်ရတယ်ပေါ့နော်ဒီမှာဆို၄000ဆက်ဆက်ကြီးမြင်ရတယ်အဒီ median ကလည်းလုံးဝ LED ထေးလက်မြည်ရအရှိရပေါ့နော်တော်တော်ကြီးမိုက်တယ်ခက်မိုက်တယ်လို့ခံစားရတယ်ပေါ့နော်အဲဒီမှာဆိုကျွန်တော်တို့အဲ Toyota ရဲ့ logo မြင်ရတယ်နောက်ဘက် profile ကြီးကလည်း လှတဲ့ထဲမှာတော့ပါတယ်ဗျ UV ထဲမှာတော့လှတဲ့ထဲမှာပါတယ်လို့ခံစားရတယ်။အဲ့တော့အတွင်းကတစ်ချက်လေ့လာကြည့်အောင်အတွင်းကကကျွန်တော်တို့မြင်တွေ့နေကြာ Toyota ရဲ့ Visa series ရဲ့ EV တွေပုံစံမျိုးနဲ့တော့မတူတော့ဘဲနဲ့နည်းနည်းလေး꽌ထွက်နေရပါတော့။အလဲအဓိကတော့ဒီအလဲက infotainment screen ကြီးကကျွန်တော်တို့ lasers ရဲ့ infotainment screen ကိုယူလာရလို့ခံစားရတယ်။ကျွန်တော်ဒီမှာဆို knob တွေပေါ့နော်။ဒီ ဂျူရယ်ကလိုင်းမိတ်ဇုံနဲ့ knob တွေကလုံးဝကိုဒါက lenses ရဲ့ lenses ရဲ့ signature ပုံစံမျိုးကိုသူရအောင်ယူလာခဲ့တယ်ဗောနော်အဲ့ဒါကြီးကတော့မိုက်တယ် CRI ကတော့ပုံတမျိုးじゃကျွန်တော်တို့ CRI မယ်ဒါပေမဲ့ဒီလက်ကင်ကလည်းကျွန်တော်တို့ lenses ရဲ့အငွေအသက်တွေကိုခံစားခဲ့ခံစားနေရတယ်ဗောနော်ကျွန်တော်အနေနဲ့ lenses ကိုပို့ပြီးတော့အဲ lenses back ကိုပို့ပြီးတော့မြင်တယ်ဗောနော် lenses ရဲ့ဂျိုးဂျိုး design တွေကိုကျွန်တော်မြင်ရတယ် ရှင်းမှာတော့ကျွန်တော် digital instrument နဲ့ cluster က head up display ပုံစံလုပ်ပေးထားတယ်။အဲဒီကောင်လဲ full color full display ဖြစ်မယ်။အဲ့တော့အရင်ကြီးတော့မကြည့်ပေမဲ့တောင်းဝကို head up display ပုံစံမျိုးကြီးရှိမှတက်တက်အကြီးထောင်ပေးထားရဲ့ဟာကဒါတော့နောက်ပိုင်းမှာပို့ပြီးမိုက်လာတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့က gear ကလည်း gear က CRM mounted လားဆိုတော့မဟုတ်ဘူး gear ကဒီမှာပဲဖြစ်ပုံများတယ်။အဲဒါ visa series ရဲ့ဟာတွေပေါ့နော်။နောက် ဒီအလဲဆက်တာကွန်ဆိုးမှာကျွန်တော်တို့ဘာတွေတွေ့ရမလဲဆိုတော့အဂျူရဂျူရဝိုင်လက်ရှာဂျာဂျူရီပေါ့နော်။နောက် climate ဆိုအဂျူရီအဲ physical button ကတော့အရင်မများပြီပဲဒီကောင်တွေအကုန်လုံး physical button တွေကိုလုတ်ပေးထားတယ်ပေါ့နော်ဒီ knob နှစ်ခု physical button လုတ်ပေးထားတာကတော်တော်လေးအဆင်ပြေတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဘာတွေရတော့ဒီမှာ electronic parking brake တွေ auto hold တွေ dual switch cam တွေမြင်ရမယ်ဒီဘက်မှာတော့အတိအကျချာချာတော့မမြင်ရဘူးဗျ တော့ link departure ပါညာတော့ထည့်မှာထည့်ထားမှာတော့သိကြရတယ်။အဲ့တော့ဒီဘက်မှာကလည်းဒီ speaker ကလည်းတော်တော်များများပြည့်ပြည့်ပြည့်ပြပြဝဝထည့်ပေးထားရတဲ့ဒီကောင်ကကျွန်တော်ထင်တယ်ဗောနော premium EV ထဲမှာတော့ပါသွားမယ်ထင်တယ်ဗျဘာဖြစ်လို့လဲဆိုဒီမှာဆိုကျွန်တော်တို့အာ memory စီ memory လည်းပါထားရဲဆိုတော့ဒီကောင်က premium ဆက်ဆက်ရောင်းမဲ့ EV ထဲမှာပါသွားလောက်မယ်ဈေးလည်း ကောင်းမဲ့ထဲမှာပါမဲ့ထင်တယ်နော်အဲ့တော့တော်တော်ကြီးကိုအဲ adrenaline ကလည်းလှုပ်ပေးထားတာတော့မိုက်တယ်ဗောနော်ဒီမှာဆိုကျွန်တော်တို့အဲဒီ ambient light စနစ်တွေတွေ့ရတယ်ဒီဘက်မှာတော့ကျွန်တော်တို့ဥပမာမတွေ့ရဗောနော်ဒီ motor sim ဒီအာ sim memory ဘာညာတော့ဒီဘက်မှာတော့မတွေ့ရဘူးအဲ့တော့အပေါ်ဘက်မှာတော့ပါရှိမယ်ဆိုတော့ပေါ်မှာလည်းကျွန်တော်တို့ ဒီ panoramic sunroof ပါညာတော့ပါမတေချာလောက်တယ်ဒီပုံမှာကျွန်တော်တို့ leather absor တွေတော့ကျွန်တော်အနေနဲ့တော့မတွေ့ရဘူးเนาะ leather absor တွေမတွေ့ရဘူးဒါပေမဲ့ leather ပုံစံ sensitive material တွေတော့သုံးပေးထားမလားပေါ့เนาะပုံကလည်းထပ်ပြီးတော့နောက်ပုံနေမှာတွေ့ရမှာပေါ့เนาะဒီမှာဆိုရှုံဝိုင်းပုံစံမျိုးတွေပဲမြင်ရတယ်။လဲသားဆန်ဆန်တော့မဟုတ်ဘူးပေါ့ ဒါဘေးဘက်တကားရဲ့ဟာပေါ့နော်အဲ Premier Oreo System ကတော့ JBL ပါပဲအရင်လိုပဲ JBL version ဖြစ်ပေါ်တယ်အမြင့်ဆုံး grade ပေါ့နော် JBL variant ပေါ့နော်ရလေသာပုံစံတော့လေသာပုံစံပဲဒါပေမဲ့လေသာ sensitive တော့မဟုတ်လောက်ပြ sensitive material ကိုပဲတုံးပေးထားမယ်ဆိုရင်လေသာပုံစံမျိုးပဲလို့တုံးပေးထားတော့ဗောနော်ဒီဘက်မှာလည်းကျွန်တော်ရေဘူးထည့်ဖို့နေရာရှိမယ် အဒီမှာဆိုကျွန်တော်တို့ Alexander Console ရဲ့ဟာပေါ့နော် Eco Mode လည်းပါအောင်မယ်နောက်ရ Strom Mode ပေါ့နော်ဒါ Europe ဘက်ကိုသွားမဲ့ကားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါကြီးပါမယ်ဖြစ်ဒီ Snow ဘာညာတော့ပါဖို့မြင်ရတယ်ပေါ့နော်ပါမှာပေါ့အခုထွက်ရှိလာတဲ့ဒီ Zesha Black ကဈေးရှာ black ကိုနာမည်ပေးထားပြီးမယ်ခုနကကျွန်တော်တို့ပြောသားသလိုပဲပေါ့နော်သူကဒီ analytical convention engine ဈေးရှာပေါ်မှာခြေခံထားတာမျိုးမဟုတ်ဘဲနဲ့ အဲဒီ visa series ရဲ့ etng platform 2.0ပေါ်မှာစောက်ပေးထားတာဖြစ်တဲ့အတွက်အလုံးဝကိုမတူဘူးပေါ့နော် site profile နည်းနည်းလေးတူတယ် design language ပိုင်းမှာနည်းနည်းလေးမျှညံထားရဆိုပေမဲ့အလုံးဝမတူဘူး visa 4h ထက်ဆိုင်နည်းနည်းလေးတူတယ်ဆိုပေမဲ့ရုပ်ထုတ်ပိုင်းမှာက visa 4h ထက်ပိုပြီးတော့ကျွန်တော်အနေနဲ့တော့သဘောကျတယ်အဲ design language ပိုင်းကနည်းနည်းလေးပုံစံပို့ပြီးတွက်တယ်လူငယ်စံတယ်လို့ခံစားရရပေါ့နော်။နောက်ဒီအကောင်မှာကကျွန်တော် battery နေနဲ့ဆိုရင်တော့2မျိုးလာမယ်။ battery 7.7 kWh ရှိတဲ့ battery ရဲ့ 77 kilowatt hour ရှိတဲ့ battery ရဆိုပြီးနှမျိုးလာမယ်။ mounted motion နဲ့မှာလည်းသူက front wheel drive ရှိမြန် all wheel drive ရွေးလဲရွေးချယ်လို့ရမယ်။ front wheel drive မှာဆိုရင်ကျွန်တော်တို့ကအဲ57.7 kilowatt hour ရှိတဲ့ battery နဲ့ front wheel drive ရဲ့နောက်77 kilowatt hour ရှိတဲ့ battery နဲ့ front wheel drive ပေါ့နော်။အဖြစ်37.7 kWh ရှိတဲ့ battery နဲ့ front wheel drive မှာလည်းသူက horsepower 165ရှိမယ် range ကတော့283မိုင်ပဲတော်လို့ရပါဘောနော်အာကီလိုမီတာနဲ့ဆိုရင်တော့450 ကီလိုမီတာသွားလို့ရမယ်ဒီ range 77 kilowatt hour ရှိတဲ့ battery နဲ့ horse power ကကြတော့သူကနည်းနည်းလေးပိုများသွားပါတယ်ဗော 251hpd ထွက်တယ်ဗောနော် range နေနဲ့ဆိုလဲတော်တော်လေးကောင်းတဲ့ထင်မှာပါတယ်353 mile ဆိုတော့ကျွန်တော်ရန်ကုန်မန္တလေးကိုအာမသွေးမဲနဲ့တစ်ချိန်လောက်အသွေးရုံနဲ့ရောက်မဲ့ထဲမှာပါတယ်ဗောနော်အဲ့ထဲမှာပါသွားပြီနောက်ဒီ77 kWh ရှိတဲ့ battery နဲ့ Ural motor တွဲထားတဲ့ကောင်ဟာ horsepower နည်းနေဆိုရင်338 hp ထွက်မယ်။ဒီကောင်က range လေးကတော့နည်းနည်းနည်းသွားပြီပေါ့နော်။ ်သူက925ကီလိုမီတာ326မိုင်လောက်ထိပဲသွားလို့ရမယ်။နောက်ဒီကောင်မက0 to 100ကီလိုမီတာ acceleration နဲ့ဆိုရင်တော့5.2 second အထိမှရောက်မယ်ဆိုတဲ့အတွက် acceleration အရင်ကြီးကောင်းတဲ့ထဲမှာတော့မပါဘူးပေါ့နော်။ဒီ powerful အဖြစ်ဆုံးကောင်းတော့မှ5.2 second ဆိုရင်ကျန်တဲ့ကောင်ကဒီထက်ပိုပြီးများဖို့ပဲရှိတယ်။ဈေးနှုန်းအနေနဲ့ဒီ Zesha Black ကိုတော့အခုလောလောဆယ်ပြောထားခြင်းမရှိသေးဘူး။ဘာဖြစ်ဖြစ်ဒီကောင်က premium ဆန်ဆန်ရောင်းသွားမဲ့ထဲမှာပါတယ်လို့ ထင်တယ်ဗောနော်ပရီးမီယံဆန်ဆန်ရောင်းသွားမယ်ထင်မှာပါတယ်ဘေးဘက်ကကြည့်ရဲရှေ့ဘက်ကနည်းနည်းကြည့်ရဲသူက visa 4 ace နဲ့စင်နေဆိုပေမဲ့ဘေးဘက် side profile လုံးဝကွဲထွက်နေရတဲ့အတွက်တော်တော်လေးတော့အလူငယ်ဆန်တဲ့ထင်မှာပါတယ်ကျွန်တော်တို့ရှိမှာရောက်လာမလားတော့မသေးကြသေးဘူးအဲ့တော့နောက်ပိုင်းအဈေးဈေးနှုန်းတွေပါညာထွက်လဲကျွန်တော်ထပ်ပြီး update လုပ်ပေးပါမယ်မိတ်ဆွေတို့အနေနဲ့ရောဘယ်လိုထင်လဲဒီ share plus ပေါ့အမြင်လေးကိုကျွန်တော်ရဲ့ comment box မှာရှိပေးတော့ကြပါဦးကျွန်တော်ရဲ့ video လေးကြိုက်နေတဲ့လက်ဆိုရင်တော့ like လေးလုပ်ခဲ့ပေးကြပါဦး ျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ပြေပေါ်ပြတ်တယ်နော်